online shop ကပစ္စည်းနဲ့တကယ်ရောက်လာတဲ့ပစ္စည်းများနံပါတ်1အနေနဲ့ကတော့ flat tv ပဲဖြစ်ပါတယ် online ပေါ်ကနေ second hand ပစ္စည်းတွေဝယ်တော့မယ်ဆိုရင်လူကိုယ်တိုင်သွားစစ်ဝယ်မှုကအရေးကြီးပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့မျက်စိစုံမိပြီးဝယ်လိုက်မယ်ဆိုရင်တော့ဒါမျိုးချင်းနေနဲ့ကြုံသွားရမှာပါဒီလူကတော့ online ပေါ်ကနေ tv တစ်လုံးဝယ်လိုက်ပါတယ်ပုံထဲမှာတော့ tv ကအမှန်ကန်ဖြစ်ပါတယ်ဒါပေမဲ့ရောက်လာတော့ tv ကဖွင့်လို့လည်းမရသလိုပလက်တောင်ထိုးလို့မရပါဘူးအဲ့ဒါနဲ့ TV ကခလုတ်လည်းမပါဘူးဆိုပြီးဖွင့်ကြည့်လိုက်တော့မှအထဲမှာတစ်သားပြားကြီးဖြစ်နေမှန်းသိလိုက်ရပါတယ် ူချင်းမင်းတို့လည်းတသားပြားကြီးထိုင်မကြည့်ကြမှုဆိုရင်တခြားလေးစစ်ဝဲကြဖို့အကြံပေးကြပါတယ်။နံပါတ်2အနေနဲ့ကတော့စုဖားပါ။ online ပေါ်ကနေပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်မဝယ်ခင် site လေးအရင်မေးဖို့အကြံပေးကြပါတယ်။မဟုတ်ရင်ခြုံမို့ဆောင်မာတာကိုလက်ကင်ပေါ်ကရောက်လာတယ်လို့ဖြစ်နေပါဘူး။ဘာဒီလူကလည်း site တေချာမမေးပဲဝယ်မိလို့အိမ်ငှကလေးအတွက်ပဲဖြစ်သွားခဲ့ပါတယ်။သူကတော့ online ပေါ်ကနေ super ခုံလေးတစ်ခုဝယ်ခဲ့တာပါ။စီရလေတင့်နေတော့စိုက်ကူတေချာမကြည့်ပဲဝယ်လိုက်မိပါတယ်ဒါပေမဲ့ရောက်လာတော့ဖင်တော်မနေဆန်အောင်ထိုင်နေရတဲ့ကလေးထိုင်ကုန်လေးဖြစ်နေခဲ့ပါတယ် ဒါမျိုးကဂျပန်တို့ဘာလို့မှနေရင်ခဏခဏကြုံတွေ့ရတယ်လို့သိရပါတယ်။တချို့ဆိုရင်ထမင်းပေါင်းဆိုပြီးမှားလိုက်တာအိမ်ရောက်တော့အုပ်ဖို့လေးဖြစ်နေခဲ့ပါတယ်။အဲဒီဂျင်းကတော့နိုင်ငံကြီးတွေမှာထည့်နေကြဂျင်းလို့ပြောလို့ရပါတယ်။အထူးသဖြင့် site တေချာမကြည့်ပဲဝယ်တဲ့သူတွေအတွက်ပါ။နံပါတ်3နေနေကတော့ Apple Watch ပါ။ဒီလူကလည်းတကယ်ချင်းဖြစ်သူကိုလက်ဆောင်ပေးဖို့ဆိုပြီးတော့ online ပေါ်ကနေနိုင်လေးတစ်ခုဝယ်ခဲ့ပါတယ်။ Apple Watch လေးဆိုလို့ဒေါ်လာ300နီးပါးတောင်ပေးလိုက်ရတာပါ။ ဒါပေမဲ့ရောက်လာတော့ Apple company ကတော့တခါမှမမြင်ဘူးတဲ့ brand new watch လေးဖြစ်နေခဲ့ပါ Apple Watch ဆိုတဲ့အတိုင်းပဲ나이ကိုကပန်းသီးပုံဖြစ်ပြီးတော့အထဲမှာလည်းပန်းသီးတစ်လုံးထပ်ပါလိုက်သေးပါတယ်။နံပါတ်၄နေနေကတော့ online ပေါ်က Jordan ပါ။ဒီလူကတော့အမေမသိ website တစ်ခုကနေ Jordan အစစ်တရံကိုလှမ်းမှားလိုက်ပါတယ်။အဲရောက်လာတော့လေပုံတွေကအတိုင်းပဲဆိုတော့သူလည်းတကယ်အစစ်လိုပဲထင်လိုက်မိတာပါ။ဒါပေမဲ့ logo ကိုတခြားလေးပြန်ကြည့်လိုက်တော့မှတင်မမှာအကွဲကြောင်းလေးပါပါနေတာကိုတွေ့လိုက်ရပါ တကယ်လူကိုအစစ်ထက်တော့မှပို့ပြီးတော့ပြပြင်းနေသေးတာပါစိတ်အောင်အဲရာသားတကယ်ထည့်ထားရတာတော့မသိပင်ပဲဘသူနဲ့မှမတူတဲ့ဂျော်ဒန်တရားကိုပိုင်ဆိုင်သွားခဲ့ပါနံပါတ်5အနေနဲ့ကတော့ဖျားစုဝတ္ထုစာဟုတ်ပါတယ်50 shades of gray ဆိုတာကတော့မိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့လူကြီးရုပ်ရှင်တစ်မျိုးဖြစ်ပါတယ်ဒီရုပ်ရှင်ကကဘာကျော်ဝတ္ထုကိုဇလံပြင်ရိုက်ထားတာဖြစ်ပြီးတော့ဒီဝတ္ထုစာဟုတ်ဒီကလည်းတော်တော်လေးနမည်ကြီးပါတယ်ဒီမျိုးသမီးကလည်း50 shades of gray ဆိုတဲ့စာဟုတ်ကို online ပေါ်ကနေလှမ်းမာခဲ့ပါတယ် ဒါပေမဲ့တကယ်ရောက်လာတော့စာရွက်လေးတရက်ပဲဖြစ်နေခဲ့ပြီးတော့50 shades of gray လို့ခေါင်းစဉ်တတ်ထားတဲ့ဆရာအကွက်ကြီးတစ်ခွက်ကိုပဲတွေ့လိုက်ရပါတယ်တကယ်တော့50 shade of gray ဆိုတာမြန်မာလိုဒဲဘာသာပြန်ရမယ်ဆိုရင်မိခွေအောင်အရှိအခု90လို့အတိတ်ပဲရပါတယ်အဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်